ောကမှာဘယ်သူမှမဖြစ်နိုင်ဘူးဒီမေကုံမှန်ကန်တဲ့အဖြစ်မပေးနိုင်ဘူးလို့အဲ့ဒါလို့ပြောလိုက်တဲ့အခါမှာယားတခါတည်းရုပ်ချင်းပြမပြေကနေပြီးတော့ထွက်ခွာပြီးတော့တောက်တဲ့ဒီမြတ်စွာဘုရားစီရောက်သွားတာရောက်သွားပြီးတော့မြတ်စွာဘုရားစီချင်းကပ်ပြီးတော့ဒီမေကုံမေးတယ်ရှင်ဘုရားလည်းတပီတော့မေးပြရစေဓာတ်ကြီးလေးပါးဟာဘယ်မှာချုပ်တာတော့မြတ်စွာဘုရားကပြုံးနေဒီကိုယ်တော်ဟာ ဖြမပြည့်ထီအောင်တက်ပြီးတော့ဒီမေခွန်းထုတ်ပြီးတော့အဖြေရှာတာမရခဲ့ဘူးဆိုတော့ဘုရားသိသွားရဟန်းရဲ့မေခွန်းကပထဝီယာဘောတည်သောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါဘယ်နေရာမှာအကျွမ်းမဲ့ချုပ်တယ်လဲဆိုတဲ့ဒီမေခွန်းကမှားနေတယ်တဲ့မိမေခွန်းမှားနေသေးတယ်ပြင်ရမယ်ဘာဖြစ်လို့မှားတော့ဆိုဓာတ်ကြီးလေးပါချုပ်ရင်ဉာဏ်နဲ့ရုပ်တွေလည်းမရှိနိုင်ဘူးနန္တရားတွေရောအလုံးချုပ်တဲ့ဟာ နိဗ္ဗာန်ပဲဖြစ်တယ်။ဓာတ်ကြီးလေးပါချုပ်ထားတယ်ပြောလို့နိဗ္ဗာန်ဆိုတာမဖြစ်ဆုံးဘူးပေါ့။အဲ့ဒါကြောင့်မလို့သူ့မိကောင်ကမှားနေတယ်။မှားနေတဲ့အတွက်ကြောင့်အဲ့ဒါလို့မမေးရဘူး။ဆိုပြီးတော့မြတ်စွာဘုရားကပထမမိကောင်ကိုပြင်ပေးလိုက်တယ်။ဖျားပြင်ပေးတဲ့မိကောင်ကတော့မာလဲလို့ဆိုကတ္ထအာဘောဇပထဝီတေဇောဝါယောနာကတတိ။အာဘောတို့တေဇောတို့ဝါယောတို့ပထဝီတို့လို့ဆိုတဲ့ဓာတ်ကြီးလေးပါဟာ ဘယ်နေရာမှာမယက်တည်နိုင်တာလဲဘယ်နေရာမှာခြုံငိမ့်သွားတယ်လဲကဋ္ဌဒီကင်စရတင်စအနုံထူလံသူပသူပအရှိအတူဆိုတဲ့တရံလေးအသေးအကြီးဆိုတဲ့တရံလေးလှတယ်မလှဘူးဆိုတဲ့မြင်မြင်ကွင်းနေဘယ်မှာချုပ်တယ်ဘယ်မှာအဆုံးတတ်ကြတယ် ကထနာမင်းစရူပင်းစကထေတံဥပါရောစတိနန္ဒီယုတ်တိဆိုတာဘယ်မှာချုပ်တယ်လဲအတေတံဥပါရောစတိကထနာမင်းစရူပင်းစအတေတံဥပါရောစတိမိကုံးကအဲ့လိုမေးရမယ်တဲ့ဓာတ်ကြီးလေးပါဘယ်မှာချုပ်တယ်လဲဆိုတာမိကုံးမှားနေသေးတယ်မပြည့်စုံနေဘူးဓာတ်ကြီးလေးပါအကျွတ်မဲ့ဘယ်မှာချုပ်တယ်လဲဆိုတာလို့နော် ပုံပန်းတရံဆိုတဲ့ရုပ်နဲ့ပတ်သက်တဲ့တရားတွေဘယ်မှာချုပ်တယ်လဲယုတ်တရားနန္တရားတွေအလုံးဟာဘယ်မှာနောက်ဆုံးပြီချုပ်တယ်လဲဆိုတဲ့မိကုံးကဒီလိုမေးမှရတယ်ဆိုလိုတာကယုတ်တရားနန္တရားတွေဘယ်မှာအဆုံးသတ်ချုပ်တယ်လဲဒီမိကုံးမေးရမယ်ဓာတ်ကြီးလေးပါးနဲ့ချုပ်ပြီးတော့ဉာဏ်နဲ့ယုတ်တရားတွေမချုပ်ဘူးဉာဏ်နဲ့နန္တရားတွေမချုပ်ဘူးဆိုတာဖြစ်မှာမရှိတာကိုအဲ့တော့မရှိတာသွားမေးနေတဲ့အခါကျတော့ဘယ်မေးကုံးလို့ဖြစ်တုံဆိုရင် အမြုံမရဲ့သားဟာအရရှိသလားအရထွားသလားဆိုမေးခွန်းလို့ဖြစ်မှာအမြုံမမှာသားမမရှိတာမရှိတဲ့သားဟာအရရှိသလားအရအရပုသလားလို့မေးရင်ဘယ်လိုလုပ်ဖြစ်ဘယ်မှဖြစ်လို့မရဘူးမရှိတာကိုဘယ်လိုမှဖြစ်လို့မရတဲ့မေးခွန်းမျိုးလို့မပြည့်စုံတဲ့မေးခွန်းကြီးကိုရသော်ပြားကမေးခွန်းကိုပထမပြင်ပေးလိုက်တယ် ပြင်ပေးပြီးတဲ့အခါကျတော့ဒီမေးခွန်းကဘယ်လိုဖြေရတာလဲလို့ဆိုတဲ့အခါအဖြေပြအဲ့ဒီမှာဝိညာဏအနိဋ္ဌတနံအနန္တံတပတောပပနိဗ္ဗာန်ဆိုတဲ့သဘာဝကိုမြတ်စွာဘုရားကဒီနေရာမှာဝိညာဏလို့သုံးလိုက်တယ်ဝိဆိုတာထူးခြားတဲ့အသိဉာဏ်နဲ့မှညာနာသိတိုင်းတယ်နိဗ္ဗာန်ဆိုတာထူးခြားတဲ့ဉာဏ်နဲ့မှသိနိုင်တယ်။တာမန်ဉာဏ်နဲ့မသိဘူးတဲ့နိဗ္ဗာန် ဒါမို့ထူးခြားတဲ့ဉာဏ်နဲ့သာသိနိုင်တဲ့နိဗ္ဗာန်ဟာအနိဋ္ဌတနာပုံမှန်တနာဆိုတာမရှိဘူးတဲ့အနန္တအစအဆုံးဆိုတာမရှိဘူးနိဗ္ဗာန်ဘယ်တော့မှစပေါ်တယ်ဆိုတာမရှိဘူးအစမရှိလို့အဆုံးလည်းမရှိဘူးပုံမှန်တနာလည်းမရှိဘူးအစလည်းမရှိဘူးတပ္ပတောပပ္ပံနိဗ္ဗာန်ဆိုတဲ့သဘောဟာဘယ်ဘက်ကပဲဝင်းဝင်းမြစ်တမြစ်ဟာဒီ မြစ်ထဲဆင်းတဲ့လမ်းကြောင်းတွေစိတ်ကန်းတွေအများကြီးရှိတယ်လို့ပဲနိဗ္ဗာန်ဝင်ဖို့လမ်းကြောင်းတွေနိဗ္ဗာန်ဆိုတဲ့ပင်လယ်ထဲသွားဖို့လမ်းကြောင်းတွေဟာစိတ်ကန်းတွေဟာအများကြီးရှိတယ်အဲ့ဒါကြောင့်ဘယ်ဘက်ကမဖြစ်ဖြစ်နိဗ္ဗာန်ဝင်ရောက်လို့ရဘယ်ကြီးရှိပါကျင့်တရားဘက်ကဝင်ဝင်နော်တတိပ္ပံကျင့်စဉ်နဲ့ပဲဝင်ဝင်ကပ္ပဌာန်း40ဘယ်လမ်းကဝင်ဝင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါကြောင့်နိဗ္ဗာန်တရုပ်ကိုမြတ်စွာဘုရားကပေါ်ပြတယ်အနန္တ ဝိညာဏအာနိထတနအာနိထတနဆိုပုံပန်းတဏ္ဍာမရှိဘူးတဲ့နိဗ္ဗာန်ဆိုတာပုံတဏ္ဍာနဲ့ဖော်ပြလို့မရဘူးတဲ့နိဗ္ဗာန်ဆိုတာအတိညာဏ်နဲ့သိလို့ရတဲ့အရာဖြစ်တယ်အဲ့ဒီအတိညာဏ်နဲ့သိလို့ရတဲ့အရာပုံပန်းတဏ္ဍာမရှိဘူးဘယ်တော့မှစဖြစ်တယ်ဆိုတဲ့အစွန်းစဆိုတာလည်းမရှိဘူးတပ္ပတောပပံနိဗ္ဗာန်ကိုသွားဖို့ရန်အတွက်လမ်းကြောင်းတွေအများကြီးပဲရှိတယ်စိတ်ကမ်းတွေအများကြီးရှိတယ် အဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားမှာအိဋ္ဌအာဘောဇပထဝီတေဇောဝါယောနတ်ခာအဲ့ဒီနိဗ္ဗာန်မှာအာဘောပထဝီတေဇောဝါယောဆိုတာဘယ်တော့မှမရှိဘူးဒါတွေအားလုံးပြည့်တတ်ချုပ်အိဋ္ဌဒီကင်းစရတ္တင်စအလုံးတူလံသူပါသူပါဉာဏ်နဲ့ယုတ်တရားလို့ခေါ်ရတဲ့အရှိအတူဆိုတဲ့ပုံတရံနေနော်နောက်အသေးအကြီးဆိုတဲ့တရံနေ လှတယ်မလှဘူးဆိုတဲ့ပြင်ကွင်းနေဒါတွေအလုံးနိဗ္ဗာန်မှာဘာမှမရှိဘူးဖြုတ်တရားမှန်တယ်ဗျအကုန်ချုပ်တယ်ဣဋ္ဌနာမင်းစရူပင်းစအတိတံဥပရောစတိကျန်တဲ့ယုတ်ဒီနန်းနေဆိုလိုတာခန္ဓာ၅ပါးဟာလုံးဝချုပ်သွားနိဗ္ဗာန်မှာခန္ဓာ၅ပါးဆိုတာမရှိဘူးဒါကြောင့်မို့ပင်စနံခန္ဓာနံနိရောဓောနိဗ္ဗာန်ခန္ဓာ၅ပါးရဲ့ချုပ်ငြိမ်းမှုကနိဗ္ဗာန်ပဲဖြစ်တယ်ဟော အဲ့ဒီနိဗ္ဗာန်ဆိုတဲ့နေရာမှာသာလေပထဝီယဝတိဇောဝါယောဆိုတာလေချုပ်တယ်ဆိုတဲ့ဒီယဟန်ရဲ့မှားနေတဲ့မိဂွန်တစ်ခုပြည့်စုံတဲ့မိဂွန်တစ်ခုဖြစ်အောင်ပြင်ဆင်ပေးပြီးတော့မြတ်စွာဘုရားဓာတ်ကြီး၄ပါးနဲ့ယုံနဲ့အာလုံးချုပ်ငြိမ်းရဆိုတာနိဗ္ဗာန်သာဖြစ်တယ်ဆိုတဲ့အဖြေကိုထုတ်ပေးတာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားဒီအဖြေကိုထုတ်ပေးတာတကောတော်နဲ့ထုတ်တာလားလို့ဆိုဟုတ်ဘူး အသိဉာဏ်နဲ့ထုတ်တယ်အမတန်တကိုးကြီးတဲ့လက်တည်ပြမာတွေဟာသူတို့ရဲ့အစွမ်းတကိုးနဲ့ဒီအဖြေပံကိုမထုတ်နိုင်ကြဘူးပညာနဲ့သာအဖြေပံထုတ်နိုင်တယ်ဆိုတဲ့ကေဝဒသုတ်အရာပညာဟာအရေးကြီးတယ်တကိုးရှိတိုင်းတရားဓမ္မကိုသိနိုင်တာမဟုတ်ဘူးပညာနဲ့သာတရားဓမ္မကိုသိနိုင်တယ်လို့ဆိုခဲ့ ဒီမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဘုန်းကြီးတို့တွေမှတ်သားနိုင်